တောင်တွင်းကြီးမြို့ရဲ့အနောက်မြောက်ဆယ်မိုင်ခန့်ဝေးတဲ့အရမှာချောင်းစုံဆိုတဲ့ရွာလေးရှိပါတယ်။အင်ဂျီ400ခန့်တော့ရှိတယ်။အဲ့ဒီရွာမှာငညိုနဲ့ကန်ကြီးဆိုတဲ့တငယ်ချင်းနှစ်ယောက်ဟာ ကွန်ထမ်းမီရောင်းတဲ့အလုပ်ကိုလုပ်ကင်ကြတယ်။တနေ့တော့ကွန်ရောင်းရာမှပြန်လာတဲ့အခါကန်ကြီးကစံကုန်သွားလို့ငညို့ထမ်းမှစံတစလေချေးပြီးချက်စားရတယ်။အဲ့ဒါလို့စားပြီးတဲ့နောက်ညအခါလက်ရောင်ဖြစ်ပြန်လာကြရာလမ်းမှာပိုးထီးလို့ကန်ကြီးဟာတည်သွားရှာတယ်။အဲ့ဒီအခါတုန်းကသူ့ရဲ့အသက်ဟာ20ကျော်လောက်ပဲရှိဟန်ဖြစ်ပါတယ်။ခုနှစ်ကတော့1290နဲ့1280အတွင်းဖြစ်ပါလိမ့်မယ်။ကန်ကြီးဟာတည်ပြီးတော့ငညွတ်အိမ်မှာကြက်ဖြစ်ရတဲ့ စံတစလေအကျွေးကိုဆွဲလန်းပြီးတေးသွားဟန်တူပါတယ်အဲ့ဒီချက်ကတိုက်ချက်ကလေးမှုငညိုက အခြားသူများနဲ့ကြက်တိုက်ပွဲလုပ်တယ်၃ပွဲ၃ချိန်တိုင်အောင်အနိုင်ရတယ်၄ချိန်မြောက်ပွဲကြတော့အခြားချက်ကအသက်လဲရင်အင်အားလဲကြီးတာနဲ့ငညိုချက်ကရှုံးတယ်အဲ့တော့ငညိုကရှုံးရမလားဆိုပြီးစိတ်ဆိုးတာနဲ့သူ့ချက်ကိုခြေထောင်နှချောင်းကင်ပြီးမြေကြီးနဲ့ရိုက်လိုက်တယ်မသေးမရှင်းနဲ့အိမ်တို့ယူလာပြီးရေဦးစင်နာပစ်ချထားတယ် အဲ့ဒီအချိန်မှာငညို့ရဲ့နွားမကြီးကတဆန့်ငင်ငင်ဖြစ်နေတဲ့အဲ့ဒီကျမလေးကိုနမ်းသွားတဲ့အဲ့ဒီကျမကလေးကသေပြီး နွားမကြီးဝမ်းထဲမှာပြိတ္တရေတဲတယ်။မွေးလာတဲ့အခါနွားမကလေးဖြစ်နေတယ်။အဲ့ဒီနွားမကလေးကအတော်အတန်ကြီးလာတဲ့အခါငညိုးရဲ့မိတ်ဆွေများကနွားမကလေးကိုတံမိုးလေးချက်ထားပြီးတတ်စားကြတဲ့။အဲ့ဒါလို့တတ်ပြီးအမဲသားများကိုလှိဖြက်နေတော့တောင်တွင်းကြီးကဆရေးကြီးနဲ့ဆရေးကတော်ကအဲ့ဒီနေရာကိုရောက်လာတယ်။ဆရေးကတော်ကတေပြီးစအသားတစက်ဆက်တုံနေတဲ့နွားမကလေးကိုတနာကိနာတတ်ပြီးတော့ငါနွားသာဆိုရင်မတက်ရပါဘူး။ သူ့အလိုလိုတည်သွားတော့မဆားရပါဘူးမြေကြီးတဲ့မြုပ်လိုက်မှာပဲလို့ပြောတဲ့အဲ့ဒီနောက်ဆေးရည်ကြီးကတော့မှတားယောက်ျားလေးဖွားမြင်လာတယ်အဲ့ဒီကလေးကအသက်9နှစ်ရှိသည့်တိုင်အောင်စကားမပြောဘူးတဲ့ဒီတော့ဖခင်ဆေးရည်ကြီးကငါသာစကားပြောပါဒီနေ့လာစားထုတ်ရမယ်ငါသားအတွက်အဝတ်ကောင်းကောင်းဝယ်ခဲ့မယ်လို့ပြောပြီးညနေပြန်လာတဲ့အခါဟောဒီအဝတ်လှလှလေးတွေဟာငါသားဖို့ပဲကဲ စကားပြောလေကွာလို့ပြောတဲ့အခါအဲ့ဒီကလေးကငညွတ်ဆန်တစလဲလို့ပြောတဲ့အတူချုံပြောရမှာပဲအဲ့ဒီနောက်ဖခင်ဆေးရည်ကြီးကငါသားစကားသာပြောပါဆန်တစလဲတောင်မကဘူးဆန်တအိတ်တောင်ကျွေးဆက်ပေးမယ်လို့ပြောတော့အဲ့ဒီကလေးကဒီလိုဆိုရင်ဆန်အိတ်ကိုလဲပေါ်တင်မှာယခုပဲသွားပြီးကျွေးဆက်ရအောင်လို့ပြောတဲ့ဒါနဲ့ဆန်အိတ်ကိုလဲပေါ်တင်ပြီးတော့ဘဲကိုမောင်းရမလဲလို့မေးတဲ့အခါတောင်ရင်းကြီးမျိုးမှာ မြောက်ဖက်မောင်းဖို့ခလေးကပြောတယ်။နောက်လဲခလေးပြောတဲ့လမ်းအတိုင်းလှဲကိုမောင်းသွားရာချောင်းစုံရွာရောက်တော့ဒီရွာပဲရွာထဲဝင်ပါဒီလမ်းကိုမောင်းပါစသဖြင့်ခလေးကညွန်ပြတယ်။နောက်ဆုံးငညို့အိမ်ကိုရောက်တဲ့အခါဟောရောက်ပြီဒီအိမ်ပဲလို့ခလေးကပြောတယ်။ဒါဥညိုတို့အိမ်ဟုတ်ပါရဲ့လားလို့လူကြီးတွေကမေးတော့ဥညိုကဟုတ်ပါတယ်ဆိုပြီးအိမ်မော်ကဆင်းလာတယ်အနားရောက်တော့ကလေးကဟေးငညိုငါ့ကိုမှတ်မိသေးရဲ့လားလို့မေးလိုက်တယ်ဒီလိုကြားရတော့ သူ့ဖေအေးလောက်ရှိတဲ့ငါကိုငညိုလို့ခေါ်ရမလားဆိုပြီးဥညိုကစိတ်ဆိုးလိုက်တာပေါ့ဒါနဲ့ဆရေးကြီးကဥညိုရင်စိတ်မဆိုးပါနဲ့ဗျာဒီကလေးကထူးခြားတဲ့အကြောင်းတွေရှိနေပါတယ်လို့ပြောပြီးတောင်းပန်ရတယ်အိမ်ပေါ်ရောက်တဲ့အခါကျကလေးကဟေ့ငညိုမင်းငါကိုမမှတ်မိတော့ဘူးလားဟိုတုန်းကမင်းနဲ့ငါကွန်ထမ်းပြီးရောင်းကြတာလေငါကမင်းစီမှာစံတစလေချေးဘူးတယ် အဲ့ဒီကြွေမဆက်ရသေးခင်ပိုးထီလိုငါတည်ခဲ့ရတာမင်းအိမ်မှာကြက်ဖြစ်ရတာတိုက်ပွဲမှာ၃ချိန်တိုင်တိုင်ငါအနိုင်ရအောင် ခုတ်ပေးခဲ့ပါတယ်၄ချိန်မြောက်ကြဟိုကြက်ကြီးကငါထဲအင်အားကြီးလို့ငါရှုံးတော့မင်းငါကိုရှုံးရမလားဆိုပြီးရိုက်တတ်တယ်မသေးမရှင်နဲ့ရေဦးစင်နာပြစ်ချရမှာနွားမကြီးကလမ်းပြီးငါကိုနန်းနေအဲ့ဒီနွားမကြီးဝမ်းထဲမှာပဲဖြစ်ရပြီးမွေးလာတော့နွားကလေးဖြစ်လာတယ်နွားမရန်အရွယ်ရောက်မှမင်းတို့ကငါကိုတတ်စားကြတယ် အဲ့ဒီတုန်းကဟောဒီဆက်ရေးကြီးအဖေနဲ့အမေတို့ကအနီးအပါရောက်လာပြီး တနာတညာစကားကိုပြောသွားတယ်အဲ့ဒီနွားမဘဝကတေးရတော့ဟောဒီအဖေအမေရဲ့သားဖြစ်ရတာပဲယခုမင်းဆန်တစလဲအကျွေးဆက်ဖို့လာတာစသဖြင့်ပြောတယ်ပြောသည်များအားလုံးလဲအကုန်လုံးအမှန်ကြီးဖြစ်နေတယ်ဒါကြောင့်ဥညုံမှာသူပြုသည်များကိုတတိယပြီးတော့အင်မတန်မှဝမ်းနေတဲ့အတွက်ငိုကြွေးရတယ်ဒီအကြောင်းအရာကိုဥညုံကိုယ်တိုင်ပင်ရေစကြိုမြို့နယ်ကဥပဒေအား1313ခုနှစ်လောက်ကပြောကြားလိုက်တယ်လို့သိရပါဗျ။ ယခုလိုစိတ်ဝင်စားဖို့အကြောင်းအရာလေးများကိုထပ်မံဖော်ပြပေးသွားအောင်မှမို့ Dream Channel လေးကို Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးပဲ Good night ပါရှင်။